အသေးစားနဲ့အလဆာစီးပွားရေးလုပ်ငန်းတွေ franchise လုပ်ငန်းတွေကိုစိတ်ဝင်စားလာကြတဲ့လူငယ်လူလတ်ပိုင်းစီးပွားရေးသမားတွေအတွက်ရည်ရွယ်ပြီးဒီပြပွဲလေးကိုပြုလုပ်တာပဲဖြစ်ပါတယ်ဇန်နဝါရီလ22ရက်နေ့ကနေ24ရက်နေ့ထိ3ရက်ကြာပြသနေတဲ့ဒီပြပွဲကိုစိတ်ဝင်စားသူတွေများမယ်လို့ပွဲစီစဉ်သူတွေဘက်ကမျှော်လင့်နေပါတယ်။ဒုတိယအကြိမ်ပြုလုပ်တဲ့ဒီပြပွဲကိုစိတ်ဝင်စားသူ ပိုများလာပါတယ်။ဒီဘက်ခင်မှာ အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုအစိုးရကလည်းပံ့ပိုးကူညီမှုတွေရှိနေပြီ ဒီဘက်မှာအဓိကလိုအပ်တာကတော့ဤပညာပိုင်းနဲ့ဘဟုသုတအပိုင်းတွေပဲဖြစ်တယ်လို့ပွဲစီစဉ်တဲ့ကုမ္ပဏီကပြောပါတယ် ဒီကျွန်တော်တို့ရဲ့လူအခုဒီဒီဘက်ခင်မှာပေါ့နော်ကျွန်တော်လူငယ်တွေနဲ့လူလက်တန်းသားတွေကြာလူကြီးတွေကြာပေါ့နော်ဒီဘက်ခင်မှာခက်စားလာတဲ့ SME နဲ့အလဲလဲလုပ်ငန်းတွေပေါ့ကျွန်တော်အစိုးရကလည်းဒါတွေနဲ့ပတ်သက်ပြီးတော့အများကြီးဟိုပတ်ဖို့ကူညီမှုတွေရှိပါတယ်ဒီဒီပွဲကျင်းပအချင်းအချင်းပလာလည်းဒီအစိုးရပွဲကူညီမှုတွေအများကြီးပါပါတယ်အဲ့ဘက်ပိုင်းတွေပေါ့နော်အဲ့တော့ကျွန်တော်ပမာအဓိကလိုအပ်တာကတော့ဒီပညာပိုင်းနဲ့တခြားဟို knowledge တွေပေါ့နော်အဲ့ဒါတွေကျွန်တော်ပမာလိုနေပါတယ်လူငယ်တွေလည်းအဲ့ဒါအများကြီးလိုအပ်နေပါတယ်အဲ့တော့ကျွန်တော်လူငယ်တွေအားလုံးကလည်းဒီ SME နဲ့ပတ်သက်ပြီးအထူးတက်လဲစိတ်ဝင်စားပြီးတော့ light လဲလေ့လာနေရတယ်ကျွန်တော်အထူးတက်လဲတွေ့ရပါတယ်ပမာကျွန်တော်မြန်မာနိုင်ငံမှာဆိုလဲတည်တဲ့နေအများကြီးလဲဒါမျိုး ွင်လာတာရှိပါတယ်ဟုတ်ဒီပြပွဲကို981 Creative မြန်မာကုမ္ပဏီကစီစဉ်ကျင်းပတာဖြစ်တယ်လို့ဒီပြပွဲမှာထိုင်းဂျပန်မလေးရှားဖိလစ်ပိုင် စင်ကာပူစတဲ့နိုင်ငံတွေအပါအဝင်မြန်မာနိုင်ငံနဲ့နိုင်ငံတကာကကုမ္ပဏီ80ကျော်ကအစားအသောက်ထုတ်ကုန်လုပ်ငန်းဖြောပြေးရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေ shopping center ID solution စတဲ့ franchise လုပ်ငန်းတွေကိုပြသထားပါတယ်6သိန်းကနေ3000အထိကိုတက်နိုင်တယ်လို့လဲ ရင်းနှီးမြှုပ်နှံလို့ရပါတယ်။ဒီပြပွဲဟာ franchise လုပ်ဖို့အတွက်အရေးပါတဲ့ပွဲတစ်ပွဲဖြစ်တယ်လို့စားတောက်ကုန်ပစ္စည်းဖြစ်တဲ့အသားလုံးတွေကိုထိုင်းနိုင်ငံကနေလာရောက်ပြသတဲ့ကုမ္ပဏီကဆိုပါတယ်။เราก็จะมาพูดคุยกันก่อนဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေကျွန်တော်ရဲ့ကုန်ပစ္စည်းနဲ့မိတ်ဆက်ပေးပါတယ်ကူပေါင်းလှူဆောင်ဖို့အတွက်ဆွေးနွေးมาဖြစ်တယ်လို့ဒီ franchise လုပ်ငန်းကိုစိတ်ဝင်စားတဲ့သူကကျွန်တော်ရဲ့ brand ရဲ့ကိုယ်စားလှယ်ဖြစ်သွားပါမယ်ဒီစီးပွားရေးကူပေါင်းမှုဟာနိုင်ငံစလုံးအတွက်စိုးစက်စေဖို့ဖြစ်ပါတယ်